မြရတဲ့အလုံးတရာပေါင်းလာတဲ့မြင်မြတို့စိတ်ညစ်နေတဲ့အရာတွေကျွန်တော်စိတ်အားကိုမိခလုံးအားကြီးပါတယ်အရေးကြီးပါတယ်ကျွန်တော်တို့ဒီအမြဲတမ်း consulting နေဆရာတွေပေါ့အရန်အားကိုမိခလုံးအားကြီးပါတယ်ခေါ်တင်ပါတယ်ကျွန်တော်လည်းခေါ်ပါတယ်အဲခေါ်လဲခေါ်တင်ပါတယ်ဒါပေမဲ့ခေါ်တာထက်ကိုကိုကိုအရင်ဆုံးကျွန်တော်တို့ mindset ကိုချိန်ဖို့လိုပါတယ်ကိုကုကိုအရင်ဆုံးအားကိုးလို့ဖို့လိုပါတယ်ဘာတွေအားကိုးရမလဲဘာတွေချိန်ရမလဲလို့ပြောရင်ကျွန်တော်တို့ဒီကျွန်တော်တို့စိတ်ညစ်နေတဲ့အရာတွေကျွန်တော်တို့စိတ်ဒုက္ခရောက်နေတဲ့အရာတွေဥပမာကျွန်တော်တို့ဒီလူတွေကြောင့်ဒုက္ခရောက်နေလူတွေကြောင့်စိတ်ညစ်နေရဆိုလို့ရှိရင်လူတွေနဲ့ကျွန်တော်တို့တွေအများရန် challenge ဖြစ်နေတယ်ကျွန်တော်တို့စိန်ခေါ်မှုတွေဖြစ်နေတယ်ပြဿနာတွေဖြစ်နေတယ်ဆိုကျွန်တော်အိရှာအိရှာပညာရေးကိုကျွန်တော်အချိန်ဘလောက်ပေးပြီးပြီလဲကျွန်တော်ဘလောက်လေ့လာပြီးပြီလဲ ကျွန်တော်အဲ့ဒီဘိုင်းကြီးကျွန်တော်လုပ်ပါတယ်လေ့လာပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဘလောက်ကိုကိုကိုကျွန်တော် development ဖြစ်အောင်ဘလောက်လုပ်ပြီးပြီလဲနောက်လုပ်ငန်းခွင်မှာကျွန်တော်တို့ကလေးတွေကိုကျွန်တော်တို့ဝန်ထမ်းတွေကိုကျွန်တော်တို့ block ပြန်ပြီးတော့ train ပေးပြီးပြီလဲ develop ပြန်လုပ်ပေးပြီးပြီလဲ implementation block လုပ်ပေးပြီးပြီလဲနောက်ကျွန်တော်ဥပမာနာနမည်နဲ့အချိန်နဲ့ဆိုကျွန်တော်စိတ်ညစ်ရတယ်ငွေကြောင်းစိတ်ညစ်ရတယ်ကျွန်တော်ငွေငွေဆိုကျွန်တော်တို့ finance ဘိုင်းနဲ့ပတ်သက်ရင်ကိုကျွန်တော်တို့ဘလောက်ထိလေ့လာပြီးပြီလဲ လေ့လာပြီးရင်ကျွန်တော်တို့ကိုကျွန်တော် develop ဖြစ်အောင်ဘယ်လောက်လုပ်ပြီးပြီလဲကျွန်တော်တို့ကိုကျွန်တော်ကျွမ်းကျင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းက financial report cash flow management တွေ financing တွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ပုံမှန်ဘယ်ချိန်နေမှာဘယ်ရက်တွေမှာလုပ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့တကယ်လုပ်တလားဒါတွေအကုန်လုံးညီကျွန်တော်တို့ဆရာသမားတွေ consulting တွေ advisor တွေကိုပဲအကုန်လုံး အမိကိုအားကိုးနေလို့မရပါဘူးဆရာတွေဒီကျွန်တော်တို့လှုပ်ထားတဲ့ဟာတွေပေါ်မူတည်ပြီးမှကျွန်တော်တို့နေနီးပြဆိုတဲ့အတိုင်းအပေါ်ကနေတစ်ခေါက်ပြန်ကြည့်ပြီးမှကျွန်တော်တို့လိုတာအောင်မှထပ်ပြီးတော့ကျွန်တော်တို့ဒီ double check trap check အနေနဲ့ပဲသူကပြန်ပြီးတော့ moment လေးချစ်ဖြစ်ပါတယ်အဓိကလောက်ရမဲ့လူကြီးကျွန်တော်တို့ CEO တွေကိုယ်တိုင်ကဖြစ်ပါတယ်ဒါကြောင့်မို့လို့လုပ်ငန်းတစ်ခုပြောင်းလဲခြင်းဒီကျွန်တော်တို့ CEO တွေနဲ့တာအဓိကတက်ဆိုင်ပါတယ်ကျွန်တော်တို့လုပ်ငန်းတစ်ခု HR ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းခွင်မှာဖြစ်ချင်ပြီလားအဆိုကျွန်တော်တို့ CEO ကိုယ်တိုင် Asia နဲ့ပတ်သက်လို့ဘလော့ development ဖြစ်ပြီလေကျွန်တော်တို့ဘလော့လုပ်ငန်းခွင်မှာကျွန်တော်တို့ကိုယ်တိုင် implement လုပ်ပြီးပြီလေနောက် financial နဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အကျက်တဲမဖြစ်ချင်ဘူး cash flow နဲ့ပတ်သက်လို့အကျက်တဲမဖြစ်ချင်ဘူးကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီပညာရဲ့ကို block ထိအချိန်ပေးပြီးပြီလေကျွန်တော်တို့ကောင်တိုင် block ထိ development ဖြစ်အောင်လေ့ကျင့်ပြီးပြီလေကျွန်တော်ဘလောက်ထိလုပ်ငန်းခွင်မှာ implement လုပ်ပြီးပြီလေအဲ့ဒီပုံမှာ motivate မှာဒါလေကျွန်တော်တို့ရဲ့လုပ်ငန်းခွင်စနစ်ပြောင်းလဲခြင်းဆိုတာဖြစ်မှာပါဒါတွေပြောင်းလဲပြီးပြီဆိုမှကျွန်တော်တို့ရဲ့ digital transformation အလဲကိုရောက်မှာပါ digital transformation ပြီးပြီဆိုမှကျွန်တော်တို့ရဲ့ AI နဲ့ပတ်သက်တဲ့ဤပညာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းကိုဖိဖို့တိုးတက်အောင်ကျွန်တော်တို့မြန်ဆန်အောင်လွယ်ကူအောင်ကျွန်တော်တို့ရဲ့ခေါင်း တလုံးကနေပြီးတော့ဆယ်လုံးပေါင်းတာနဲ့ညီမြတဲ့အလုံးတရာပေါင်းတာနဲ့ညီမြတဲ့စနစ်တွေခစ်တွေကိုကျွန်တော်တုံးဆွဲနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ခစ်တွေစနစ်တွေဘလောက်ပဲပြောင်းသွားပြောင်းသွားကျွန်တော်တို့အရင်ဆုံးပြောင်းရမှာကျွန်တော်တို့ရဲ့စီဟို mindset ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။